ကလပ်တင်းပေါ်ဖြစ်ခဲ့တဲ့တန်ရုံးစဉ်ကြောင့်ပေါ်ပါအတွက်ဂွန်ပြူပို့စ်နဲ့အတူတာဝန်ကြီးခဲ့တဲ့ဘရူနိုအားလုံးပဲမင်္ဂလာပါ Red Devil ဒါရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ် မန်ချက်စတာယူနိုက်တက်တင်ပြင်သစ်ကွင်းတဲ့လူဟောင်းပေါ်ပေါ်ပါကတော့မြခင်စိမ့်တွေဘောကိုနှစ်နှစ်ကျော်ကြာမှပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ပေါ်ပါကလီဂူဝမ်ပွဲစဉ်မှာမိုနာကိုအသင်းအတွက်လူစားလဲဝင်ရောက်ကစားပြီးမြခင်စိမ့်တွေဘောကိုတဖန်ပြန်လည်ရောက်ရှိလာခဲ့တာပါ။ပေါ်ပါကတော့မန်ချက်စတာယူနိုက်တက်တင်ကနေဒုတိယချိန်မြောက်ထွက်ခွာပြီးအီတလီစီးရီးကလပ်ဂျူပီတာအသင်းစီကိုပဲထပ်မံပြောင်းရွှေ့ခဲ့တာပါ။ဂျူပီတာအသင်းမှာတော့ပေါ်ပါကတားမြစ်ဆေးပြဿနာကြောင့်ပွဲပယ်ကြခံခဲ့ရသလိုအီတလီကလပ်နဲ့လည်းစာချုပ်ဖျက်သိမ်းခဲ့ရပါတယ်။အဲဒီနောက်တော့ပေါ်ပါကမိုနာကိုအသင်းနဲ့စာချုပ်ချုပ်ဆိုလိုက်တာပါ။ ပေါ်ပါရဲ့မြခင်စင်းနေပေါ်ပြန်လာနိုင်ခဲ့တဲ့ခိုက်တန်းကိုကစားသမားတဲ့နီဇက်သူတွေပတ်သက်ရာပတ်သက်ချောင်းတွေက post တွေတင်ပြီးတော့ဂုဏ်တွေပြုခဲ့ကြပါတယ်။ဒီထဲမှာ United မှာတော့ပေါ်ပါရဲ့အသင်းပေါ် Home Bruno Fernandes လည်းပါဝင်ခဲ့ပါတယ်။ Fernandes ကပေါ်ပါရဲ့နိုင်ငံအသင်းပေါ်ရောလက်ရှိအသင်းပေါ်ရောမဟုတ်ပေမဲ့တာဝန်ကြီးခဲ့ပါတယ်။ Bruno ကသူ့ရဲ့ social media မိုင်းဒေးမှာ Pogba ပေါ်ပါပြန်လာပြီဆိုတဲ့စာသားနဲ့အတူ Monaco အသင်းအတွက်ကစားနေတဲ့ပေါ်ပါရဲ့ပုံကိုတင်ခဲ့ပါတယ်။ ဘရူနိုရဲ့လူကြီးလူကောင်းဆန်ပြီးပြဿနာတွေအများကြီးကြားတဲ့ကနေပြန်လာခဲ့ရတဲ့အသင်းပေါ်ဟောင်းပေါ်မှာတာဝန်ခြေပြုမှုကတော့လေးစားစရာပါပဲ။ဘရူနိုနဲ့ပေါ်ပါတို့ကယူနိုက်တက်မှာတူတူတွဲဖက်ကစားခဲ့ကြပူပြီးတော့အတွဲဖက်မိခဲ့ကြပါတယ်။ဒါပေမဲ့ပေါ်ပါကအသင်းကနေထွက်ခွာသွားခဲ့လို့အဲ့ဒီအတွဲဖက်ကိုယူနိုက်တက်ပိသက်တွေအချိန်ကြာကြီးမမြင်တွေ့ခဲ့ရပါဘူး။ဘရူနိုကတော့ခေါင်းဆောင်ကောင်းတူဆိုတဲ့အတိုင်းလက်ရှိအသင်းပေါ်တွေနဲ့အသင်းပေါ်ဟောင်းတွေအပေါ်ကိုအမြဲတမ်းတာဝန်ခြေပွန်ခဲ့ပါတယ်။ ဒီနေ့တင်ဆက်မှုကတလောက်ပါပဲနောက်ဆုံးအားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောနေညီကုန်းချောလိုက်ရပါတယ်